အဲခုနကပြောတဲ့အားပေါ့နော်ကျွန်တော်ကဒီ fight တစ်ခုပြောပြီးဆိုရတဲ့အဲ့ fight ကအကြမ်းစားပါအဲကျွန်တော်က drinking water လောက်မှာပြောချင်တာ E100 ဖြစ်ဖို့ဖြစ်ရမယ် pure water တော့ pure တော့ဈေးနဲ့ထုတ်လို့ဖြစ်တယ်သူကဒါ ATV fight ဆိုချင်တယ်သူကပြောလို့ရှိတယ်ကျွန်တော်တို့က OD နဲ့ပဲသူ့ကိုစကားပြောလို့ပြောလို့ရှိတယ်အဲ့အချိန်မှာအတူရထုတ်လို့ထားတဲ့ spare အရာဒီ ိုင်သားအထူကဒါတင်းပွိုင်ဖို့ဒီကပိုင်သားအထူရှိတယ်သူရဲ့အတွင်းထားရမှာဒါကျွန်တော်ပဲကျွန်တော်ဒါဆိုရင်ကျွန်တော်ပြောမဆိုရင်တော့ရှစ်လက်မပိုက်ပေါ့ဗျာဒါပေမဲ့တကယ်တကယ်တမ်းကျွန်တော်တို့ပိုက်ဒီမှာအတွင်းဒါယာမီတာအကျန်းကြီးရှစ်လက်မတင်းနေကြီးတော့ပြည်တော့ပေါ့နောက်တကပြန်တန်းပြန်တန်းရှိမယ်ပြန်တွဲပိုင်းပိုက်ရှိမယ်ပြန်60ရှိမယ်အဲ့ဒါကတော့ကိုအသုံးပြရတဲ့ ဖက်ပေါ်မှာမူတည်ပြီးတော့ဘိုင်မျိုးစားလဲမြင်ချင်ရမယ်ကိုဒီမှာဆိုရှင်ဒီပုံထဲမှာရှိတဲ့ဝင်လေးကိုကြည့်လိုက်မှာဆိုရှင်ဒါဆိုရင်ဒါ 3G ပြန်တဲ့များတဲ့ဟာတော့တွေ့ရမှာခဲများနေတဲ့ကြောင့်ဟာဒီပြင်းပြင်းကျနေပါဘယ်လိုပဲဖြစ်ကျွန်တော်တို့ကခုနလို 3G ပြန်ဆိုတဲ့ဟာဒီ အရှင်တစ်ခုထားပြီးတော့တွက်ချက်နိုင်အောင်လို့ပြောဆိုတာဗျာဟိုအလုံးမဲ့ကြီးတရားကျင်တော့ကြာဟာပေးကျင်တော့ပေးဟာပုံစံမျိုးမဟုတ်ပဲねကျွန်တော်တို့ဘူကောင်တစ်ခုပေါ်မှာရက်တီတွက်ချက်တရားလေးကိုပဲကျွန်တော်ကဆိုလို့ကြည့်ဖြစ်တယ်ချိန်ကြီးလို့ရတော့လဲချိန်ကြီးတယ်ချိန်ကြီးလို့မရတော့လဲမရဘူးပေါ့ဗျာအဓိကတော့ဟိုကအင်ဂျင်နီယာဖြစ်တဲ့အတွက်ကြောင့်အလုံးမဲ့လောက်တာမဟုတ်ဘူးねဟိုက stand ဒါတစ်ခုပေါ်မှာရက်တီလောက်ကနေ ဲ့တော့ခုနကဒီ party ကိုကျွန်တော်ဟောလို့တဲ့အချိန်မှာအပေါ်မှာအကူရှင်ရအောင်ကျန်စီတို့တို့အောက်ကဘက်ကထိသွားပြန်ပြီလို့အရာထွန်လိုက်တာအောက်ကဘက်ကရှင်နေမှမတည်လို့ထိသွားတယ်လို့အပေါ်ကဘက်ကပလန်းမောကပြန်နေပြီလို့အောက်ကဘက်ကကျိုးသွားတယ်လို့အဲအဲ့လိုမဖြစ်အောင်ဆိုရှင်ဒီအပေါ်မှာသူ့မှာ water အအခုစီရှင်းနေမှာပေါ့။ရှင်းနိုင်ရင်တော့ရှင်းနိုင်ရင်တော့ပိုက်ပေးပတ်လဲမှာဟိုတဲဖြစ်ပြီးရင်တော့ဘုအစီအစဉ်တော့ဗျာ။ဒါကတော့မတက်နိုင်တဲ့နေရာကြတာလည်းမထဲဘူးပေါ့။နည်းဆုံးတော့ပါတော့ဖြစ်မလို့ဆိုတော့ပိုက်ပေးပတ်လဲမှာဟိုခဲတွေကြောက်ခဲတွေအမှုတော့ရှင်းမလီအောင်တော့အထားမှာပေါ့။ဒါဒါကတော့ဒါကျွန်တော်ကြက်ကောင်နဲ့လုပ်နေတဲ့ standard အရာ ပိုက်တစ်ခုရဲ့ section တော့တော့ရှိတယ်ဆိုတော့ပြောပြမှာเนาะအဲ့ပေါ်မှာမှဒီမှာရှိရ plastic sheet ဆိုတာတော့တခြားမဟုတ်ဘူးအောက်မှာပိုက်လိုင်းရှိတယ်ဆိုတော့နောက်ခါနောက်ခါမှာပိုက်လိုင်းကိုပြန်ရှာတဲ့အခါမှာဒီတစ်ခုရှာလို့တွေ့အောင်လို့မဟုတ်တူလိုက်တဲ့ချိန်မှာတူရင်းနဲ့ plastic sheet ပေါ်လာဆိုရှင်ဟာအောက်မှာပိုက်လောင်းရှိနေတာဆိုတာသိအောင်လို့ဒါကအရင်လုပ်ပြီးတာပေါ့နော် marketing နေနဲ့ထည့်တာပါအချို့မထည့်တဲ့နေရာမှာလည်း plastic sheet မထည့်တဲ့နေရာလည်းမထည့်ဘူး နောက်ဟွာလေးတက်ပေးနေတော့ပူကောင်းတာပေါ့ဓာတ်ပို့စီးတွေဓာတ်ပို့မို့ဂိုက်ပို့ပေါ့ဟုတ်ဟုတ်ဒီရေပိုက်လိုက်ဆိုပြီးတော့ကျွန်တော်ဟိုကွန်ကရစ်ဟိုဟိုတန်လေးတွေတက်တာပေါ့အဲဒါကတော့ကျွန်တော်ကဒီဘတ်ပူရှင်ရှင်းတဲ့စက်တဲ့ဒီအားလေးကိုစီကတက်တာအဓိကတော့ဘာကုန်းလို့သူကကျွန်တော် HDB ဘတ်ဖြူရှင်ဆက်တဲ့အချိန်မှာသူက သူ့ရဲ့ melting point က230 degree centigrade plus or minus 5အဲ့ဒီအချိန်မှာကျွန်တော်တို့ကအဓိကကျွန်တော်ဒါကဘာပြောချင်လို့ဆိုတာတက်တဲ့အချိန်မှာဟုတ်ပြီကျွန်တော်တို့က230 degree centigrade နဲ့သူ့ပိုက်နှစ်ခုကိုကြော်ခိုင်းပြီးတော့ဝင်လို့ခိုင်းမှာဆိုတဲ့ဆက်ခိုင်းမှာဆိုချင်တယ်ဖြစ်တတ်ကြတာကပိုက်ဆက်တဲ့အမြင်လေးတွေကစိတ်မရှိတာပေါ့နော်အာ230ဟိုနားကိုမရောက်သေးဘူး နှစ်ရာကျော်လို့ရှိသေးလားရပြီကွာဆက်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 ချလိုက်တာမျိုးနောက်တစ်ခါပြီးလို့ရှိရင်ဆက်ပြီးသွားလို့ရှိရင်လည်းတော့ပေါ့သူ့ရဲ့ setting time ပေါ့နော်ပြအေးခံတဲ့အချိန်ကြီးစောင့်ရအောင်နော်စောင့်တဲ့အချိန်မှာကျွန်တော်ကဒီမှာကကြာမီအဖြစ်25မိနစ်26မိနစ်နာယူခွက်လောက်ဟာအဲ့ချိန်မှာလည်းအဲ့လိုပဲတော်တော်များများဖြစ်တတ်ကြတာကလူငယ်တွေကစိတ်မချတဲ့အချိန်မှာ25မိနစ်လောက်ရှိပြီးနာယူခွက်ချာ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  အဲ့လိုမျိုးချပြလိုက်ကြတာရှိတယ်။အဲ့တော့နှုတ်ရပါခွန်မျိုးစင်တော့ပါတိုင်းပေါ်မှာဝီးပွားရင်ဖြစ်တာ။ဝီးဝီးပွားရင်အဲ့ဒီကျွန်တော်တို့ကပိုက်လိုင်းတစ်ခုကိ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 ုပိုက်လိုင်းညာအောက်ကပါဒီလေးတွေတော့၃မိလေးတွေတော့မတွန်းဘူးပြန်ပြန်ဆက်ရဖို့ပြန်ပြန်ပြင်ရဖို့ဆိုတော့လွယ်တော့မဟုတ်ဘူးအဲကြောင့်မို့ဆက်ကြဲပူခတီတီချာချာကိုပိုင်ပိုင်နိုင်နိုင်ကိုဆက်သွားဖို့အတွက်ဤကားကတော့ကျွန်တော်ကနားပါ ခုရဲ့ဒီပါလေးတွေကိုကိုကနေကွန်ထရိုးလုပ်နိုင်ဖို့လုပ်ရတယ်။ဒါကတော့ဒီအဲဘက်ကူရှင်မရှင်ဆက်တစ်ခုရဲ့အစိပ်ပိုင်းကိုပေါ်ပြနေမှာ။ဒါကအခုနောက်ပိုင်းကျတော့မှဒါဒါကဘတ်ဖြူရှင်မရှင်းနေပါလေဆိုတာကဝင်လာလို့ကျွန်တော်တို့ကဒါတွေနဲ့ဆက်ကြတာလေပိုတော့ကတော့ကျွန်တော်တို့ကဘောအောင် ခီတင်းပလိလေးတွေကျွန်တော်တို့မြေသွေးပုတ်ပြီးတော့ဆက်ခဲ့တာပဲခုဒါဆိုရှင်ကျွန်တော်တို့ဒီဓာတ်ရှိဓာတ်ရှိရှင်ကအရှင်းနေပါလေမရှိခင်တော့ခီတင်းပလိကိုမြေသွေးမျိုးနဲ့ဒီပုတ်ပြီးတော့အဲ့မှာမှာသူကတက်ဖလွန်ဘက်ပေါ်နော်တက်ဖလွန်ကာဘာဆိုတဲ့အားတွေနဲ့ဆွဲလိုက်ဘာဘာကမှုတူအခုဘာဖြစ်ရှင်မရှင်းနေမှာကြောက်ဒီမှာကြည့်လို့ရှင်တွေ့နေမယ် nasty protein eating plate သူ့အပေါ်မှာ nasty copy ပါတဲ့အတွက်ကြောင့်ဒီပိုက်နှစ်ခုရေပေါ်ဝင်လေမကတ်တော့ဟိုတုန်းကကြတော့ကျွန်တော်ကအဲ့ဒီပိုက်နှစ်ခုကိုမကတ်အောင်လုပ်ရတော့ပြက်ဖလွန်ဘက်ဆိုတဲ့ဘယ်လိုပေါ့ plastic အိတ်လေးဆွာနောက်ပိုင်းကျတော့ပြက်ဖလွန်ဘက်တွေကမရတော့ဘူးပြက်ဖလွန်အမိတ်လည်းမရတော့အချိန်မှာမလုပ်ဘူးဆိုတော့ဟိုကျွန်တော်တို့ secret မှာပါတဲ့ secret ကိုတည်းမှာပါတဲ့ငွေပြားလေးတွေ အဲ့ဒါလေးကိုအဲ့ကလေးတို့ကိုဆွလိုက်ရင်လည်းသူကလည်းပဲအဲ့ဒီလိုပဲအကူတန်းကိုခံနိုင်ရဲ့မကပ်ဘူးနောက်တစ်ခါကုနာကကုနာတော့ပြုတ်ရှင်မရှင်းပါကြတော့သူကသူ့မှာကတော့ pressure control ကပြာပြီးသားဆိုတော့ဘလောက်ရောက်နေပြီဘာညာဆိုတော့သိတယ်ဒါမဲ့ကျွန်တော်ဒီလိုမျိုးဟီးတင်းပလေးလေးကိုဒါကလည်းမိမိကိုနဲ့မိဖို့ပြီးလို့ရတယ်ကျွန်တော်ဟုတ်ပြီသူ့ရဲ့အကူချင်းကဘလောက်ရတော့တာမိုခရုံးခရီယံဆိုတဲ့သူကြောင်းတောက်နေပြီဒီမစက်ကတော့ပါမိုးပေးတယ်နော်အဲ့တော့ဒီကောင်းပါခွန်မုံဆိုတော့ ဒီပြောင်းတော့လေးနဲ့ဟိုဒီကျွန်တော်အပူပေးထားတဲ့ဟိုလေးမျိုးကိုချက်လိုက်ချက်လိုက်လို့သူကဘယ်လိုပေါ်မလဲအာချက်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 ဆိုတန်းပြီးတော့ပြန်ပြတ်သွားတယ်ဆင်ဟာအခုချိန်ညားနေဒါမှမဟုတ်ကျွန်တော်ကဒီခေါင်းလေးနဲ့အပြတောင်းလေးနဲ့ချက်လိုက်တယ်အပြရောင်လေးကတောက်မသွားဘူးဆိုရင်ဟာအခုချိန်ကမရသေးဘူးဒိုသေးတယ်ပေါ့သူကကိုလိုအပ်တဲ့အခုချိန်မှောင်ရောက်ပြီဆိုရင်သူဟာတဲ့ တုံးဆက်ကအတွင်းမှာအပြာလေးချစ်လိုက်တယ်တုံးဆက်ကအတွင်းမှာဖြည်းဖြည်းချင်းအငွေ့ပြန်ပျောက်ပြန်သွားမယ်ဒါဆိုရင်ဟလာဟိုရင်းရောက်ပါပြီသူရဲ့ပုံမှန်ပုအဖြစ်ရှင်ရောက်နေပါပြီအဲ့တော့နောက်ပိုင်းကျတော့ဒါကိုတော့ကကျွန်တော်တို့ကယူနီဆက်ကနေပြီးတော့ထောက်ပံ့လို့တာမို့ကိုပြည်ရနေရတယ်။နောက်ပိုင်းကျတော့ယူနီဆက်ထောက်ပံ့မရတော့တဲ့အချိန်မှာတာမို့ခုံးခေုံကပြတ်သွားတဲ့အချိန်ကျတော့ကြည်ဒီလိုစင်ပါနဲ့လောက်ကြမှာဆိုတော့အင်ဂျင်နီယာတွေကိုနီကိုဟာနဲ့ပြည်ရှင်ကြံစားရတာပေါ့ ဘာကလုံးကြည့်တော့ဒီင်းပလက်လေးပေါ်မှာခြေလေးတောက်ကြည့်လိုက်ခြေနဲ့အငွေ့ပြန်ထွက်သွားရှင်အခုခြေတော့များနေတော့ခြေလေးတောက်ကြည့်လိုက်တဲ့ခြေကစိုးမြဲဆင်ညာဒါကိုချင်းမရောက်သေးဘူးသူကသူ့ရဲ့အခုချင်းတစ်ခုရောက်ပြီဆိုရှင်ပုံမှန်အခုချင်းရောက်ပြီဆိုရှင်ကျွန်တော်ကအဲ့ဒီဒီဒီင်းပလက်ကိုခြေလေးနဲ့တောက်လိုက်တယ်ဒီမှာအဲ့ဒီခြေလုံးလေးဟာဆိုလဲဆိုမနေဘူးရှေကနေလဲအငွေ့ပြန်မသွားဘူး ရေလုံးလေးတိုင်းကိတင်းပလေးရဲ့မျက်နှာပြင်မှာလိမ့်ပြီးတော့ပြေးတယ်ဒါဆိုရင်သူ့ရဲ့ဒိုအပ်တဲ့အခုချင်းရောင်းနေတယ်အဲအဲ့လိုမျိုးကျွန်တော်ကပြန်တော့ရတယ်အခုနောက်ပိုင်းမှာတော့သမုတ်ကုန်းပြည်ုံလေးလေးလည်းပဲဈေးကွက်ဒီမှာဝင်လာပြီးတော့ပြီးရပါတယ်အဲဒါဆိုရှင်ဒါကျွန်တော်တို့ဒါတောင်ပေါ်မှာကိုတို့ကအနေထားတိုင်းပေါ့ဗျာနောက်တော့ဟီတင်းပလေးကိုအပူပေးပြီးတော့ဆက်နေတယ်ပေါ့ နောက်ပိုင်းကျတော့တခါအဲ့ဒီဘုနာကကျွန်တော်ပြင်ပြခဲ့တဲ့ဥစ္စာကကျွန်တော်ပိုက်ဆိုင်အကြီးတွေကိုဆက်တဲ့ဟာပေါ့နော်ဘာဖြစ်ရှိရှိနောက်ပိုင်းမှာပိုက်ဆိုင်အသေးတွေတွေ့တာလည်းအဲ့လိုပဲသူတို့ဒီဝရင်းနဲ့ပြည့်စင်နဲ့ပူပေးပြီးတော့တက်တဲ့ဗာလေးတွေရတယ်အခုကျတော့ဈေးကွက်မှာဗာလေးတွေကဝင်လာပြီပိုက်ဆိုင်အသေးတွေပေါ့နှစ်လက်မအထိနှစ်လက်မအောက်ဆက်လို့ရတယ်နောက်ပြီးတော့တခါ နောက်ပိုင်းမှာပီတင်ကလူမျိုးဝင်လာလို့ဘူးဆိုတာကောင်းစင်းဒါ HTTP ဟိုကော်ပလန်တွေပေါ့နော်ဆွေးကြလို့ရှိရင်ဟိုအချင်းကြတဲ့မှာပေါ့ပိုင်လိုက်ကိုပြန်ပြင်ပြန်ဖြတ်ပြီးတော့ပြန်ဆက်ချင်တယ်ဆိုလို့ရှိရင်ပီတင်ပလေးတွေပါနေနဲ့ပေးနေစရာမလိုတော့ဘူးသူတဲမှာဒီဘက်ဒီဘက်ဟာငါပါစီးပါလေဂရိတ်လုတ်တဲ့ဟိုပါလေခေါင်းလေးပါလေအဲ့အဲ့လိုမျိုးတွေနေလဲဆက်လို့ရတော့နောက်တစ်ခါ ဒီကောင်မျိုးတွေဆိုရှိရင်ဒါကျွန်တော်တို့ဟောပေါ့ဆက်တဲ့ clan ပေါ့ပိုတော့ကကျွန်တော်တို့ကပိုက်တစ်ခုကနေပြီးတော့ဒီအရာပါထောင်းနေတာပဲဖြစ်ဖြစ် reduce line လုပ်နေတာပဲဖြစ်ဖြစ်အားတကားလည်းဒီ reducer အရင်းစင်းနဲ့ဆက်နေရတယ်အခုတော့အခုနောက်ပိုင်းကျတော့မျိုးဆက်တဲ့ clan တွေတွင်းတက်တက်ထွက်လာပြီးဆိုတော့ခင်ဗျားဘယ်နဲ့မလောက်လိုင်းရနေပြီးတော့မလောက်လိုင်းခွဲနေတာလို့အဲ့လိုမျိုးလွတ်ပြီးဟောက်တာလို့ရပါ ဒါကတော့ကျွန်တော်တို့ကဒီ HDPE ပါရဲ့အာတာကျဘောကသူကဒီလိုမျိုးပွေသွားတဲ့နေရာမျိုးမှာဖြစ်ချင်းဟာဘင်းဖွေးကြီးလိုက်တက်နေကြမှာမဟုတ်ဘူးသူသူ့ပိုက်ကိုကိုပဲသူကမပေါ်အောင်ဖယ်လီစ်ဖက်ချီတော်မျိုးဖြစ်တာလို့အလိုက်တင်ကိုေးပြီးတော့လိုက်သွားဖို့ရှိဒီလိုအွေမျိုးဆိုရှင်ကျွန်တော်ကဘာဘန်းနေဘာအဲဘိုတွေမှာတက်နေတာမဟုတ်တော့အဲအဲ့တော့ဒီမှာကကျတော့ PVC ပိုက်ပေါ့နော် PVC ပိုက်ကိုပေါ်တော့ဆော့တယ်ဆိုတော့အလွယ်လေးပေါ့ဗျာလူတိုင်းဆက်တတ်တယ်။ဒါမဲ့ဘာတော့ဖြစ်လို့တကယ်တကယ်တမ်းကျတော့ဗျာ PVC ပိုက်ကိုပေါ်တော့ဆော့တယ်ဆိုတော့ကျွန်တော်တို့က PVC ပေါ် PVC ပေါ်နဲ့ပြောနေတာဒါကဟိုစာရွက်ကိုပေါ်တတ်တာမျိုးလို့ခေါ်တယ်နော်။သူ့ကိုလိုက်ကိုက PVC ဒရာပေါင်းတစ်မျိုးဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ကဟလာပိုက်နှလုံးကိုအတွင်းအပြင်ပေါ်တုပ်ပြီးတော့ဆော့လိုက်တယ်။အဲ့တော့ဘာလို့ဆိုတော့သူက reaction ဖြစ်သွားတယ် ရွေးချင်းဖြစ်သွားပြီးတော့အတွင်းပိုင်းနဲ့အပြင်ပိုင်းနဲ့တတားတယ်ဖြစ်သွားတာပြောမှဆိုရင်အဲ့ချိန်မှာ GPVC ပိုက်နှလုံးကြီးနှလုံးမဟုတ်တော့ဘူးတလုံးနဲ့ဖြစ်သွားတယ်အဲ့ချိန်မှာခင်ဗျာလာကားနဲ့ကျိုးချီပြီးဆွဲလဲပြုံးမထွက်တော့ဘူးအဲ့တခုတော့ဘာလို့လဲဆိုတော့သူ့ရဲ့ setting time ပဲအဲ့လေးတော့စောင့်ရဘောကျွန်တော်တို့ကအခုကက PVC pipeline တွေမှာဖြစ်များလာတာပါလို့ ပိုက်ဆက်တဲ့လူစိတ်မရှိကြောက်ကိုတုတ်ထိုးဆော့တာလွယ်နေတဲ့ခါကျတော့ဆွတ်တယ်ကွာထိုးဆော့ကွာချကွာထိုးဆော့ကွာချကွာနေတဲ့ခါကျတော့သူကဒီအတွင်းပိုက်နဲ့အပြင်ပိုက်နဲ့ကိုဒီ PVC software နဲ့ reaction ဖြစ်နေတဲ့အချိန်မှာသူ့ရဲ့ reaction time လေး setting time လေးရောက်မှသွားခင်မှာတုတ်ချလိုက်မယ်ဆိုရင်အဲ့ဒီ join ကဘူးကြောင့်ဖြစ်တာကျွန်တော်တို့ကဒီ PVC ပိုက်နှစ်ခုကို ဟလာကောတုတ်ထိုးဆက်ပြီးတော့ခနာလေးတော့ငြိမ်းပြန်ဒါပေးမှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ချားလိုက်ပြီးဆိုတာနဲ့သူကဘာပဲဖြစ်ဖြစ်ဟိုဘက်ပိုက်တန်ဒီဘက်ပိုက်တန်ဝင်နေသူကနည်းနည်းလေးနောက်ကိုတုံဆွဲသွားတယ်အဲ့လိုတုံဆွဲသွားတဲ့အချိန်မှာသူကပေါ့ကောဒီစက်တင်တိုင်းမှာဖြစ်တဲ့အချိန်မှာအဲ့ဒီ drain လေးကတစ်ချက်တော့တုံဆွဲခံလိုက်ရပြီဆိုရင်အဲ့ကောင်ကောင်းကောင်းမဆက်တော့ဘူးအဲ့ဒီ drain ကပြုတ်ထွက်တာများတာတကယ်တကယ်လားဆိုရင်နော်သူကဘယ်လိုပေါ့ကောဟုတ်ပြီ ူရဲ့ setting တိုင်းကိုလည်းစောင့်စောင့်ပြီးလို့ရှိရင်အသားလေး pipeline ကိုရွာရွာလေးထည့်ပြီးတော့ချက်အဲ့ချိန်မှာ waiting time for ဆိုတဲ့အဒီ pipeline တိုင်းတစ်ခုလုံးကိုဟလာမသွားမယ်ရွှေသွားမယ်လုပ်မယ်ဆိုရင်တနားရီလောက်တော့စောင့်လိုက်ပါဦးမယ် and heavy duty for 24 hours တကယ်တကယ် heavy duty ထားဆောင်ခိုင်းမယ်သူလည်းကိုဒီတော့တမန်အားမှာ24နာရီစောင့်ပြီးတော့မှဟုတ်ပါတယ်